င်တော်တို့လူတွေကဆိုရင်ဗောနော်နေစင်မှာအလုပ်တွေကိုလုပ်နေရတဲ့လူတွေဖြစ်ပါတယ်ဗောနော်အဲ့တော့အဲ့ဒီအလုပ်တွေကိုလုပ်နေစင်မှာဆိုရင်ကျွန်တော်တို့တွေကိုတုံပြရတဲ့အဖြစ်ပြက်တွေဖြစ်စင်နေပါမို့လို့ပြောဗောနော်ကျွန်တော်တို့မှာ emotion တွေရလာပါတယ်အဲ့ဒီ emotion တွေကိုကျွန်တော်တို့တွေကအောင်းကောင်းမမောမကင်တွဲနိုင်ဘူးဆိုရင်ကျွန်တော်တို့ရဲ့အလုပ်တွေကျွန်တော်တို့ရဲ့ဒါ personal development နဲ့ skill development တွေအရဆိုရင်ပြောပြကျန်စီမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့ဒီ video လေးမှာတော့အဲ့ဒီ ကိုယ့်ရဲ့ emotion တွေကိုထိန်းချုပ်ပြီးရပါတော့ကို improvement ဖြစ်စေမှလည်လာနေတဲ့ကကျွန်တော်ဒီလမ်းတစ်ခုတေးမှဖြစ်ပါတယ်ပေါ့နော်ဟုတ်ပါတယ်အဲ့ဒီနီလမ်းကကျတော့ပါလဲဆိုတော့ name your emotion ဆိုပြီးတော့ဖြစ်တယ်ပေါ့နော်ကိုယ့်ရဲ့ emotion တွေကိုနာမည်ပေးရမှဖြစ်တယ်ပေါ့နော်ဒါကနီလမ်းတစ်ခုတင်လားဆိုတော့နီလမ်းတစ်ခုတင်ဟောပါဘူးဒါက psychology တစ်ခုလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီနီလမ်းကိုသုံးပြီးတော့ကျွန်တော်တို့ရဲ့ personal development နဲ့ skill development မျိုးကျွန်တော်တို့ဒီဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီမှာပေါ့နော်ကျွန်တော်ဒီဟာကိုဥပမာတစ်ခုနဲ့ရှင်းပြပေးပါဖြစ်တယ်ပေါ့နော်အဲ့တော့ဥပမာကျွန်တော်က ်ဖိအားဖြစ်နေတယ်ပေါ့နော် I'm stress ငါဖိအားဖြစ်နေတယ်လို့ပြောလိုက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့အုံတော်ဟာဆိုရင်ကျွန်တော်တို့ပြောတဲ့စကားတွေကိုသူကပိုပြီးတော့ stronger ဖြစ်အောင်လုပ်ပေးတယ်ပေါ့နော် stronger ဖြစ်လာတယ်ဆိုရင်ကျွန်တော်တို့ကဒါပိုပြီးတော့စိတ်ထဲမှာမချိမဆန့်ပေါ့နော်ထပ်သွားရတာတွေဖြစ်လာတယ်ပေါ့နော်အဲ့တော့ခုနကကျွန်တော်ပြောလိုက်တဲ့ဒါစကားလုံးပေါ့နော် I'm stress ငါဖိအားဖြစ်နေတယ်လို့ပြောလိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ရဲ့အုံတော်ကဘယ်လိုမျိုးသွားတည်လဲဆိုတော့ငါနဲ့ဖိအားဆိုရင်ဒီမျိုးသွားပြီးအုပ်နေတယ်လို့ထပ်စားရစီတယ်ပေါ့နော်ထပ်စားရစီတဲ့အခါမှာဆိုရင် အဲ့ဒီခံစားချက်ကိုကျွန်တော်တို့အုံနောက်ကအဲတကယ်လို့ထင်ပြီးတော့ဗောနော်ကျွန်တော်တို့ဒါပို့ပြီးတော့ခံစားရအောင်ပို့ပြီးတော့အဲ့ဒီခံအဲ့ဒီ emotion ကိုသူကပို့ပြီးတော့ strong ကဗောနော်တာမလာစီတယ်ဗောနော်တာမလာစီတဲ့ခါမှာဆိုရင်ကျွန်တော်တို့ရဲ့ဒီစိတ်ကိုလာပြီးတော့ထိခိုက်ပြီးတော့စိတ်ကိုထိခိုက်ပြီးစဉ်းစားလူလဲလာပြီးတော့ထိခိုက်ပြီးဗောနော်အဲ့တော့ကျွန်တော်တို့ကအဲ့ပို့မှာ fear ဖြစ်နေတယ်ဆိုရင် fear ဖြစ်နေတယ်လို့ပြောမှအစား I feel stress မာ fear ဖြစ်နေတယ်လို့ခံစားရတယ်အဲ့လိုမျိုးပြောလို့ရတယ်ဒါမှမဟုတ် I notice I feel stress မာ ဖျားဖြစ်နေတာကိုခံစားရတယ်လို့ပြောလိုက်တယ်ဆိုပြီးကျွန်တော်တို့ရဲ့အုံတော်ဟာဘယ်လိုမျိုးတွေ့တာလဲဆိုတော့အဲ stress နဲ့ငါးနဲ့ကကွဲတိုင်ပေါ့နော်ငါးနဲ့ stress ကကွဲတာပြီဆိုရင်အဲ stress ကငါးနဲ့မဆိုင်ဘူးငါးစီမှလာပြီးတော့ခံစားနေရတာအဲ့ဒီခံစားချက်တက်တက်ခုနေဖြစ်တယ်ဆိုပြီးတော့ပြီးသွားတယ်အဲ့ဒီလိုမျိုးတည်သွားတဲ့အခါမှာဆိုရင်ကျွန်တော်တို့ရဲ့အုံတော်ဟာဆိုရင်ဒီတော့ငါးမှာဖြစ်နေတာမဟုတ်တဲ့အတွက်ကြောင့်အဲ့ဒါကငါးနဲ့မဆိုင်ဘူးဆိုပြီးတော့သတိပြုလိုက် တက်မြင်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ကအဲ့ဒီ low တက်မြင်လိုက်တဲ့အဖက်ကြောင့်ပေါ့နော်အဲ့ဒီ emotion ကိုခံစားနေတဲ့အချိန်တော့အဲ့ဒီဆက်လာကြက်ကြက်ပြေးပြေးနဲ့တို့ကကြုံနေလာမှာပေါ့နော်ကြုံနေလာတဲ့အခါမှာဆိုကျွန်တော်တို့တွေအဲ့ဒီပြဿနာပေါ့နော်ဒီ emotion ကိုကြောက်တခြားဟိုလုံးဆရာရှိတဲ့အလုပ်တွေပေါ့နော်ကြောက်ခွေဒီ personal development တွေခွေတာလုံးဆရာရှိတဲ့အလုပ်တွေပေါ့ပေါ့နော်အချိန်ပြရမယ်ပြရမယ်ကျင်းရတာလက်ကတ်မကုန်မဲနဲ့ပေါ့နော်သူရဲ့ဒီ skill development personal development နေမှာဆိုရင်ခုနေတာပို့ပြီးတော့သုံးပြလာတယ်မှာကြည့်တယ်ပေါ့နော်ဒီရောက်ခုနေတာဘာဒီမှာသုံးလို့ရတယ်ဆိုတော့ ကိုကဒီအလုပ်တွေကိုသွားတဲ့ခါမှာစင်မန်းတဲ့အားတွေရှိရပေါ့နော်စင်မန်းတဲ့ခါမှာဆိုရင်ငါကစင်မန်းနေပါတယ်လို့ပြောမှစားငါစင်မန်းနေတာကိုခံစားရတယ်ဆိုပြီးပြောလို့ရတယ်ဘာမို့ငါစင်မန်းနေတယ်လို့ခံစားရတာကိုတတိချမ်းမိတယ်လို့ပြောလိုက်တယ်ဆိုရင်ဒါကျွန်တော်တို့ဒီမှာရှိရပေါ့နော်အဲဒီအလုပ်တွေအဲဒီ physical ပုံမှာရှိတယ်ကျွန်တော်တို့ရဲ့ emotion တွေအစီဖိဖိနဲ့တူအားနဲ့လာပြီးတော့ကျွန်တော်တို့ရဲ့တခြားအလုပ်ကံတွေမှာဆိုရင်ပေါ်ပြီးအားစားတိုင်းထဲမှာဖြစ်တယ်ပေါ့နော်အဲဒါမို့ကြောင့်ဒီနေ့လောက်ကိုကိုယ်နေနေပေါ့နော်ဝမ်းနေတဲ့ခါတွေမှာဆိုရင်ပြန်မနေတဲ့ခါတွေမှာဆိုရင်ဆက်ဆက်ပြီးပေါ့ ကိုကိုတာမကောင်းစေတဲ့စိတ်အခြေအနေတွေရောက်နေတဲ့အခါမှာဆိုရင် DR ကိုသုံးပြတယ်ဆိုရင်ဒါကိုယ့်ရဲ့တခြားလုပ်တွေမပြည့်စုံဘဲနဲ့ပေါ့နော်ကိုယ့်ရဲ့ဒီ emotion ဆိုရင်ဒီ emotion တက်တက်ပဲဆိုတဲ့ခလာချက်ကိုဖြစ်စီပြီးတော့ကိုယ့်ရဲ့အလုပ်ပြီးတော့ဒါပို့ပြီးပြီးစေမှာဒီလိုပေါ့နော်အဲ့ဒါမျိုးကြောင့်ကိုယ့်ရဲ့ emotion တွေကိုနာမည်ပေးကြပါ name your emotion